အားလုံးပဲမင်္ဂလာပါရှင်။နဲပိတ်ကနေကြိုးဆိုပါတယ်ရှင်။ဒီနေ့တော့ကြွတ်ကြွတ်ရွတ်ရွတ်လေးနဲ့တာရှိခါထားလို့ရတဲ့အာတူဘာလာချောင်းချော်လေးကြော်စားဖြစ်လို့တကယ်ကျေတူကိုလာမျှဝေပေးပါတယ်ရှင်။ဒီတာတူဘာလာချောင်းချော်လေးကတော့လုံနေလေးလည်းအရင်လွယ်ကူတယ်ပေါ့နော်။ပြီးရင်တော့စားလို့လည်းအရင်ကောက်ပါတယ်ရှင်။ဒါဆိုရင်တော့နေပလုံးလုံးမလဲဆိုတာနေပြီးတော့ဖာကိုဆိုတိလည်းကြေးပေးကြပါအောင်ရှင်။ ဒါလေးကကြတော့သားတူးလေးပေါ့နော်ဒီသားတူးလေးကိုတော့နှင်းကရေနဲ့စိတ်ပြီးတော့ရေလေးတွေကိုညှစ်ထုတ်ထားပေးလေးပါတယ်ရှင်ငချောက်လေးကိုတော့နှင်းကဒီငချောက်လေးတို့ပြုထားတယ်ပေါ့နော်ပြီးရင်တော့ပပလှထားတဲ့ကြက်တော်နေနဲ့ကြက်တော်ဖြူလေးပါရှင်နှင်းကဒီနေရာမှာပြင်းထော်တည့်ရွယ်မရှိတာနဲ့နှင်းကရှုံညွယ်ရွယ်လေးကိုတို့ပြုထားတယ်ပေါ့နော်ပြီးရင်တော့ငရုတ်တီ6လေးရပါရှင်ဒါဆိုရင်တော့အိုးထဲကိုစီနှင်းငယ်ထည့်ပေးလိုက်ပါမယ်ရှင် ။ပြီးရင်တော့ရေညှိထုတ်ထားတဲ့သားဒူလေးကိုကြော့ကြော့လေးဖြဲလာတဲ့ခြေထီးကြော်သားပေးလိုက်မယ်ပေါ့နော်။ကြော်သားပေးလိုက်တဲ့သားဒူလေးကကြော့ကြော့လေးဖြဲလာပြီဆိုရင်တော့ရှောင်းညုံရဲလေးကိုထဲကြော်ပေးလိုက်ပါမယ်ရှင်။ဒါဆိုရင်တော့ဒီရှောင်းညုံရွယ်လေးကိုလည်းနည်းနည်းလေးကြော့လာတဲ့ခြေထီးကြော့သွားပေးလိုက်မယ်ပေါ့နော်။ကြော့သွားပေးလိုက်လို့သားတူရောရှောင်းညုံရွယ်ရောကြော့သွားပြီဆိုရင်တော့စကားလေးနဲ့ဆက်ထုတ်ပြီးတော့စီဆက်ထားပေးလိုက်ပါမယ်ရှင်။ ပြီးရင်တော့သားတူးကြော်ထားတဲ့ဆီလေးထဲကိုပဲလှီထားတဲ့ကြက်တော်နေနဲ့ကြက်တော်ဖြူနဲ့ကိုထဲကြော်ပေးလိုက်ပါမယ်ရှင်။ဒါဆိုရင်တော့ဒီကြက်တော်ဖြူနဲ့ကြက်တော်နေကိုလည်းအရောင်လေးပြောင်းလာတဲ့ချိန်ထိကြော်သွားပေးလိုက်ပါမယ်ရှင်။ကြော်သွားပေးလိုက်လို့ခုလိုမျိုးလေးရောင်ပြောင်းလာပြီဆိုရင်တော့စကားလည်းဆက်ထုတ်ပြီးတော့စီဆက်ထားပေးလိုက်မယ်ပေါ့နော်။ ခုလိုမျိုးလေးတစ်ခုချင်းစီကိုထက်ကြော်လို့ရှိရင်တော့စီလဲကုန်ကြသက်တာတယ်ပေါ့နော်ပြီးရင်တော့ဘာလာ6ကြော်လေးလည်းတာရှိထားလို့ရပါတယ်ရှင်ကြော်ကြော်လေးနဲ့ပေါ့နော်ပြီးရင်တော့ကြက်တော်နေကြော်ထားတဲ့စီထဲကိုပဲနေကငှ6လေးကိုနေငယ်လေးလှော်ထားပေးလိုက်ပါတယ်ရှင်ပြီးရင်တော့ဒီငှ6လေးကိုလည်းသူ့ကိုစကားလေးနဲ့ဆိုက်ထုတ်ပြီးတော့စီဆက်ထားပေးလိုက်မယ်ပေါ့နော်ဒီလုံနေလေးကအရန်လွယ်ကိုရိုးရှင်းတယ်ပေါ့နော်ပြီးရင်စားလို့လည်းအရန်ကောင်းပါတယ်ရှင်ဒါဆိုရင်တော့နောက်ထပ်အိုးတဲကိုစီနေငယ်ထည့်ပေးလိုက်ပါတယ်ရှင် စေပူလာပြီဆိုတာနဲ့ငရုတ်တီ6လေးကိုနဲငယ်လေးလှော်ထားပေးလိုက်ပါတယ်ရှင်။ဒီငရုတ်တီ6လေးကိုလည်းအယောင်လေးပြောင်းသွားတဲ့ချက်ဒီလှော်သွားပေးလိုက်မယ်ပေါ့နော်။ခုဆိုရင်တော့ပါဝင်ပစ္စည်းလေးတွေအားလုံးဆက်သဲဖြစ်နေပြီပေါ့နော်။ဒါဆိုရင်တော့ပကားလေးထဲကို ပါဝင်ပစ္စည်းလေးတွေအားလုံးထည့်ပေးလိုက်ပါမယ်ရှင်။ဒီလုတ်နေလေးကိုတော့မကြခနာထမဲချက်စားရပြင်းတဲ့သူတွေအတွက်ဒီနေလေးတိုင်လုတ်စားကြည့်ကြပါတော့ ပြီးရင်တော့လေလုံတဲ့ဘူးလေးထဲမှာသိထားမယ်ဆိုရင်တော့တစ်ပတ်နှစ်ပတ်ထိထားလို့ရတယ်ပေါ့နော်။နှင်းကခါမှမြေပဲလေးတထုပ်ရှိနေတာနဲ့ထည့်လိုက်ဖြစ်ပါတယ်ရှင်။တကယ်လို့မရှိရင်လည်းမထည့်လိုက်ရတယ်ပေါ့နော်။ပြီးရင်တော့ငရုတ်တီကြက်မုတ်ကိုလည်းကိုစားနဲ့တလောက်ထည့်ပေးလိုက်ပါမယ်ရှင်။ပြီးရင်တော့ချုံမုတ်နဲ့ငယ်တခြားနဲ့ငယ်စားနဲ့ငယ်ကိုထည့်ပြီးတော့အာလုံးသမတော်အခုလိုမျိုးလေးလှုပ်ထားပေးလိုက်မယ်ပေါ့နော်။ကြည့်ပါအောင်ရှင်နှစ်ရသားတို့ဘာလာ၆ကြော်လေးကစားချင်စီရလေးပေါ့နော်ကြော်ကြော်ရွရွလေးနဲ့ရှင် နေသွားပေးလဲလို့အားလုံးတမသွားပြီဆိုရင်တော့လေလုံတဲ့ဘူးလေးထပ်မှာတိထားလို့ရပြီပေါ့နော်။ဒါဆိုရင်တော့ဒီနေ့တော့ဒီလောက်လေးပါပဲရှင်။နေဗီဒီယိုဖိုင်ကိုကြည့်ရှုအားပေးတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးများတင်ပါတယ်ရှင်။နေပိတ်ကိုလည်းလဲအင်ဖိုလိုလေးလုပ်ပေးကြပါအောင်နော်။ဒါဆိုရင်တော့နောက်ဗီဒီယိုဖိုင်တစ်တွေမှာပြန်တွေ့ကြမယ်ရှင်။အားလုံးပဲတတ်တာ